ောကောပရိသတ်များလို့မယ်မင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးတော့မှအဓိကကူညီပံ့ပိုးပေးတာဖြစ်ပါတယ်ဆောကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd အကန့်အသတ်မရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြီးတော့မှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်။ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တမ်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်သက်ဆိုင်ရာအေဂျင့်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်ဒါ promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ စကောပရိသတ်များအားလုံးပဲမင်္ဂလာပါမနေ့ကကစားသွားတဲ့မစ်ရှင်နီဘူလူဘွဲနဲ့ပတ်သက်ပြီးမှကျွန်တော်ဒါပြန်လည်သုံးသပ်တင်ဆက်ပေးသွားမယ့်အစီအစဉ်လေးရှိပါတယ်ဒါဒီစီဇန်မှာတော့ဒါပုံမှန်တင်ဆက်ပေးနေကြဖြစ်တဲ့စီတူနဲ့တူကျွန်တော်ကနေပြီးမှပေါင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာစီတူရေမင်္ဂလာပါညီမင်္ဂလာပါကို initially ဒါပွဲတွေကတော့တကယ်ပွဲကောင်းနေခြင်းပဲပေါ့နော်အဲဒါဒီလထဲမှာအချို့ဘူးလူပွဲနှစ်ပွဲမနေ့ကဒါတတိယနေ့ရလူပွဲတစ်ပွဲရေနော်ဘူးလူပွဲကစားသွားတယ်ဘူးလူပွဲကလည်းဒါပြည်သက်တွေတကယ်ကိုဖြောပြမှုပြီးခဲ့တဲ့ပွဲတစ်ပွဲလို့လည်းဒါပြောရပါမယ်ဒါနှစ်ခုစီတည်ကြောင်းနေတယ်ပထမပိုင်းမှာတော့ဒါစပိန်ကပိုပြီးမှတာခဲ့တယ်ပေါ့လေဂိုးရလာအဖြစ်နဲ့တာသလိုတခြားဒီတိုက်စစ်နဲ့ပတ်သက်တဲ့ metric တွေရောတခြားအချက်လက်တွေမှာရောစပိန်ကတာခဲ့တယ်ဒုတိယပိုင်းမှာဒါပေါ်တူဂီကခြေပါခုပြန်သွင်းတယ်ပွဲရလည်းနဲ့တင်း ီဘယ်လိုလဲအကျိတ်နဲ့တော်တော်လေးကိုလည်းရှိခဲ့ပါတယ်။ဒါထူးထူးရလက်ကလည်းဒါမြတ်တဲ့ရလက်ပေါ့နော်။ဒါသိပ်ပြီးမှပြောကြရမရှိတဲ့ရလက်လို့ဖြစ်မယ်ထင်ပါတယ်။ဒီပွဲလေးနဲ့ပတ်သက်ပြီးမှစီလူစားပြီးမှတုံ့တက်ပြပါဦးကြီး။ဟုတ်ကောဒီအခု Nation League အဖြတ်ပေါ့နော်။ဒီ Finals ပွဲစဉ်တွေကတော်တော်လေးကိုကြည့်ရဆွဆောင်မှုရှိရကောင်းတယ်ပေါ့နော်။အဲဒီပြင်းထန်ပွဲကလည်းနည်းနည်းပြင်းဖို့ကောင်းတယ်။ဒါပေမဲ့ဆောင်းလေးတော်တော်လေးအားနည်းတယ်ပေါ့နော်။ ပြင်သစ်လက်သေးမကောင်းဒါပေမဲ့ပေါ်တူဂီစပိန်ပွဲကတော့တော်လေးအားကောင်းခဲ့တာကိုတွေ့ရတယ်ပေါ့နော်စပိန်ကစားသွားတာပထမပိုင်းမှာကြောက်စရာကြီးလုံးဝဒီသူတို့ရဲ့ဒီဆွမ်ဘကပေါ့နော်သူတို့ဘလောက်တောင်ကြောက်ဖို့ကောင်းတယ်လဲဘလောက်တောင်လုံနိုင်တယ်လဲဆိုတော့မြင်ရတယ်ပေါ်တူဂီကတော့ပထမပိုင်းမှာအဲဒီမမေရရမလုံနိုင်ဘူးသူတို့ပြန်သူတို့ပွဲထွက်လာတယ်သူတို့ရဲ့ view ဟာပေါ့နော်အဲ့ view ဟာကြောင့်ဒီချင်းတော့မလုံနိုင်ခဲ့ဘူးစပိန်ကအဲ့ဒီ view ဟာကိုပြန်ပြီးတော့ကောင်တာပြန်ထောက်ပြီးတော့ကစားသွားတဲ့အခါမှာပေါ်တူဂီပထမပိုင်းမှာအားနေခဲ့ဒါပေမဲ့ဒုတိယပိုင်းမှာ လိုအပ်တဲ့အပြောင်းလဲပြုလုပ်ပြီးတော့ပိုတူဂီပွဲတွေပြန်လာခဲ့တယ်။ပွဲကတော်တော်လေးတပွဲလုံးအနေနဲ့ဆိုတော့တော်တော်လေးကိုကြည့်လို့ကောင်းခဲ့တယ်။ပြီးတော့ဒီစပိန်မှာတော့လားစပိန်ပွဲချင်းကြာလာနဲ့အမြအနေနဲ့ကြဆင်းသွားတဲ့ပုံစံလေးကိုပေါ့ကျွန်တော်တွေ့ရတယ်။အထူးသဖြင့်အရန်အင်အားနဲ့ပတ်သက်လာရင်ပိုတူဂီကပူပြီးတော့အမ်ကောင်းတယ်ပေါ့ကြောက်ဖို့ကောင်းတယ်ဆိုတော့ကျွန်တော်တို့အမြင်တွေ့ခဲ့ရတယ်။အဲ့တော့တပွဲလုံးအနေနဲ့ဆိုရင်ပွဲကတော်တော်လေးအမြတာပြီးတော့ကြည့်လို့ တော်တော်ကောင်းခဲ့တယ်ကလပ်အသင်းပွဲစဉ်တစ်ပွဲလို့ခန်းစားခဲ့ရပြီးတော့ဒီနေ့ပွဲမှာဆိုရင်ဒါလာမင်ဂျမားနဲ့လူနိုမန်ဒက်စ်တို့ရဲ့ဒါရင်းဆိုင်ရှင်းပြိုင်မှုကလည်းတော်တော်လေးကိုကောင်းခဲ့တယ်ပေါ့နော်မန်ဒက်စ်ကတော့ဒါမန်ဒက်စ်လည်းရသွားတယ်ပွဲကိုလည်းအကောင်းဆုံးပန့်ပိုးနိုင်ခဲ့ဒီခန်းစစ်ပိုင်းမှာလည်းတာဝန်ကျေတယ်ဆိုတာထက်တာပိုခဲ့သေးတယ်ပေါ့နော်အားကြောင့်မလို့ဒီပွဲကအဲတော်တော်လေးအရသာရှိခဲ့လို့ပြောချင်ပါတယ်ပေါ့အဲစပိန်ကွဲမှာညီဒီဖေဗီယန်ရူး ပါလာတယ်ပေါ့လေပါလာတဲ့အခြေအနေလေးဒီအခြေအနေလေးကဒါပထမပိုင်းမှာဟိုစပိန်ရဲ့ပွဲပေါ်လာမှုနဲ့ဆက်ကုန်လေဒါအထောက်ကူပြုလာမယ်လို့ထင်တယ်ပေါ့လေဒီစပိန်ရဲ့ကွင်းလည်အခင်းကျင်းနဲ့ဒါတိုက်စစ်မှာကတော့အာအလုံးလက်တည်တဲ့ညီမကတော့ဒီဘောလုံးလိန်ခေါက်ပြီးထွက်တဲ့ဟာ မကျော်ဖြတ်နိုင်ဘူးပေါ့နော်ဒါမျိုးမနက်စကိုမကျော်ဖြတ်နိုင်တဲ့အချိန်မှာစပိန်ရဲ့တိုက်စစ်ကနီကိုဦးလီယန်စီပို့ပြီးတော့မှဒါအားကိုးခဲ့ရတဲ့အချိန်တွေရှိတယ်နီကိုဦးလီယန်ဘက်ကလည်းပို့ပြီးတော့မှဖောက်နိုင်ခဲ့တာတွေလည်းတွေ့ရတယ်ပေါ့လေဒီပထမပိုင်းရဲ့အချိန်တွေလေးသူကဒါစပိန်ကွင်းလယ်မှာဖီဗီယန်ရုစ်ပါလာတဲ့ဟာရဲ့ဒီဂျင်မားဘက်ကတိတ်ပြောမှအလုံးမဖြစ်ခဲ့တဲ့အချိန်တွေလေးတွေလည်းစစ်တူတုံးတော့ပြပါဦးဒီဟုတ်ကဲ့ဗျာအဲစပိန်ရဲ့အခြေအနေပေါ့နော်စပိန်ကကွင်းနှစ်ချမ်းကိုယူရနှမျိုးနဲ့ကစားရလို့ပြောရမှာလားပဲအဲ့တော့ ပေါ်တူဂီရဲ့ညာနောက်ခံနေရာမှာအားနေချက်ရှိတယ်အဲ့တော့အဲ့ရနေချက်ကပါလဲဆိုတော့ natural မဟုတ်တာ natural fullback မဟုတ်တာကျွန်တော် Nevis ကိုတုံးထားတယ်အဲ့တော့ Nevis ကကွင်းလေတဲ့ဝင်တယ်အဲ interlapping ပေါ့နော်အထဲတဲ့ဝင်ကစားတာဖြစ်တယ်အဲ့တော့အထဲတဲ့ဝင်ကစားတဲ့အခြေအနေပြီးတော့ဒီ right fullback နေရာမှာပုံမှန်ကစားတာမဟုတ်တဲ့အခြေအနေတွေကြောင့်သူ့ရဲ့စုံကအဲဒီ defensive ပေါ့နော်ခံစစ်အမြင်အပြင်အားနေချက်ရှိတယ်အဲ့တော့အဲ့အားနေချက်ကိုစပိန်ကတိုက်ရိုက်နည်းလမ်းအပြင်ထိုးလိုက်တယ်ပေါ့နော်အဲ့တော့ ဒီမမရရဆိုရင်ခန်စစ်ကဒင်းဟောက်ဆန်လှမ်းတင်ပြီးလိုက်တဲ့တလုံးလွတ်ထွက်သွားတယ်အပြော်ဒီကွင်းလယ်မှာဆိုရင်ဒီညာဘက်မှာရှိနေတယ်အဲ့တော့ညာဘက်ကနေသူကစပင်ပိုဇီရှင်နဲ့ဖောက်ဖို့ကြိုးစားနေနေတယ်ဘယ်ဘက်ကိုလှမ်းပြီးတော့ switch လုပ်လိုက်ပြီးတော့ direct attack ခင်းနဲ့ဖောက်လိုက်တယ်ပေါ့နော်အဲ့တော့အဲ့ဒီဖြစ်ရဲ့နှစ်ခုကစပင်ရဲ့ဒီဘယ်ဂျန်အသုံးပြုမှုအထူးသဖြင့်ပေါ်တူဂီရဲ့ညာချက်ကိုသူတို့အားနည်းချက်ကိုအသုံးပြုပြီးတော့ပိုဖောက်နိုင်ဆိုတော့ပြရတယ်ပေါ့နော်အဲ့တော့ဒါမဲ့အဲ့ဒါဒီဘက်ကဘယ်ဘက်တစ်ချမ်း direct နဲ့ကစားပြီးညာဘက်ချမ်းကကျတော့ position base football ပုံစံမျိုးသွားတယ်အဲ့တော့ ပဒရီကဒီကင်ကင်ပြီးတော့ပဒရီရဲ့ဒီ ball circulation နဲ့နာမည်ဂျမားစီတွဲတယ်ပေါ့နော်အဲ့တော့ဂျမားကတော့ Nuno Mendes ကိုမကြော်နိုင်ခဲ့ဘူးဒါပေမဲ့လူမကြော်နိုင်ပေမဲ့ဂျမားကအစိတ်ရှိနေပုံပဲဂျမားစီကဒီပြပုတ်မှုခေါင်းတွေတောက်လျှောက်ထွက်တယ်ပေါ့နော်အထူးသဖြင့်ဒီ wide wide ပြီးတော့တင်တယ် cross တယ်ပေါ့နော်အဲ့ cross တွေကြောင့်လည်းဒါ goal လည်းရခဲ့တယ်ပထမ goal က eight cross ကြောင့်ရခဲ့တယ်အဲ့တော့စပိန်ကပထမပိုင်းမှာဆိုရင်ဒီပုံစံနှမျိုးစလုံးကိုကစားပြသွားတယ်ဒါကြီးကတော်တော်လေးအထင်ကြီးဖို့ ကောင်းတယ်လို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်ဒီပုံစံမျိုးစုံလက်ရှိဘောလုံးလောကထဲမှာရှိတဲ့ပုံစံမျိုးစုံစပိန်ကပိုင်နိုင်တယ်ဆိုတော့ပြသခဲ့ဒါပေမဲ့ဒီပြရဘက်မှာအခက်အခဲဖြစ်သွားတော့ပေါ်တူဂီယာသူတို့ရဲ့အားနည်းချက်ကိုပြင်ဆင်ခဲ့တယ်ဒါတစ်ချက်ပြီးတော့စပိန်ရဲ့ခံစစ်ကလည်းပြဿနာတော်တော်ရှိတယ်အခုဒါတော့ရှောက်ဆိုရင်ပေးကိုပေးတာတော်တော်များတယ်16ကိုလားမသိဘူး Nation League ဟုတ်တယ်ဒီဖြတ်တန်းလားတော်တော်လေးကိုပြပြတဲ့ပမာဏရှိတယ်ပေါ့နော်အဲ့တော့ခံစစ်မှာပြဿနာလေးရှိတယ်အဲ့ဒီပြဿနာလေးတွေကို ်ပါတီဖို့တော့လိုတယ်အဲ့တော့ maybe rotary ပြန်လာတဲ့အခါကျရင်တော့ပိုတောင့်တင်ကောင်းလဲတောင့်တင်သွားနိုင်တယ်ပေါ့နော်အဲ့တော့ပြီးတော့အကိုမေးရဲ့မေးခွန်းထဲမှာပါတယ် Fabian Roos ပေါ့နော်အဲ့တော့ Fabian Roos ကတော့ကောင်းပါတယ်ဒီပွဲမှာဒါပေမဲ့ကျွန်တော်ရဲ့အမြင်တစ်ခုပေါ့နော်ကျွန်တော်အမြင်တစ်ခုကစပိန်ဟာသူတို့အောင်မြင်မှုအဲရယူခဲ့တော့ကကြတော့ဒီ Fabian Roos ရဲ့ Rotary ရဲ့ပြီးတော့ Danny Olmo ရဲ့ကအဓိကကြတယ်ပေါ့နော်အဓိကကြပြီးတော့ Isaac ကိုပို့ပြီးတော့ဟို အိုမိုးရဲ့ထောက်ပူကြောင်ပေါ့တိုက်စစ်ကိုပူပြီးတော့ကစားနိုင်တယ်ဒါပေမဲ့လက်ရှိချိန်မှာကျတော့ OS server လို့တုံးတယ် OS server ကကျတော့ force line ပုံစံပေါ့နော်အဲ့တော့ force line ရှိတဲ့အတွက်နံပါတ်1ရှိစရာမလိုတော့နံပါတ်1ရှိစရာမလိုတဲ့အတွက်သူတို့433နဲ့ကစားလိုက်တယ်ဒါပေမဲ့အဲ့433ရဲ့ hand jack မညီသေးဘူးလို့ကျွန်တော်ယူဆမိတယ် Fabian Rouge ရဲ့ battery battery ရဲ့အများဆုံးအဖြစ်ဆိုညာမှာကစားတာမဟုတ်ဘူးဘယ်မှာကစားရလဲကစားသမားပေါ့နော်အဲ့တော့ battery ရဲ့ညာဘက်မှာကစားတာအာကြည့်ရတာအာဒီသူ့ရဲ့ဒီ movement နေနဲ့ ူရဲ့ပါစီလိုနာပုံစံမျိုးအပြည့်မမြင်ရဘူးလို့ကျွန်တော်ယူဆပြီးရပါတော့အဲ့တော့အဲဒီ telephone day ဖြည့်ရှင်းရမယ့်ပြဿနာလေးတစ်ခုအပြည့်ကျွန်တော်ဒီပွဲမှာဒီပွဲပွဲ intensity မြင့်လာတယ်ညပွဲရပုံမြင့်လာတယ်ညတာမန်အသင်းတော်တို့နိုင်နိုင်မယ်ညနေတဲ့အသင်းတို့နိုင်နိုင်မယ်တကယ်တမ်းကောင်းတယ်တကယ်တမ်းဖြည့်ရှင်းနိုင်တယ်ဆိုတဲ့အသင်းကြရင်တော့အဲ့ဒီဒီတို့ရဲ့ထင်ပေါ်မှာပြည့်မရသေးတဲ့ဟာလေးပြဿနာတစ်ခုအပြည့်မြင်ခဲ့ရတော့ခြုံပြောရရင်တော့ပထမပိုင်းစပယ်ရဲ့ခြေစွမ်းလုံးဝအရန်ကောင်းခဲ့တယ်ဒါပေမဲ့အပွဲလုံးဒီကောင်းမှုထိန်းထားနိုင်ဖို့တော့အခက်အခဲရှိခဲ့တယ် ဟုတ်ပါလားစပိန်ကပြီးခဲ့တဲ့ဒါပြင်းထန်တဲ့ပွဲတော့ကလည်းသူတို့ တော့ရှော့ဂူးပြတ်ဥဆောင်ခဲ့တယ်ဒါဒုတိယပိုင်းမှာပြန်ပေးရတယ်အဲဂူးပြန်ပေးရတဲ့အချိန်တွေနောက်တစ်ခေါက်ကျတော့ဒုတိယပိုင်းမှာဒီဘယ်လိုပြောမလဲပြန်ဘက်ကတမ်ပူတင်လာတဲ့အချိန်ကျရင်မထိနိုင်တဲ့ပြဿနာပေါ့နော်ဒါစပိန်မှာမြင်နေရတဲ့ပုံစံမျိုးဒါကကျတော့ဒီကိုယ့်လက်ပိုင်းမှာလည်းဒါကိုယ့်လက်စုဖွဲ့မှုနဲ့လည်းတနည်းတဖုံတော့ဒါပတ်သက်မဲ့ထင်ပါနောက်တစ်ခေါက်ကျတော့ဒါခန်းစစ်ကြတော့လေဟိုတကယ်တော်တော်မီခန်းစစ်မျိုးတွေမဟုတ်ဘူးပေါ့လေဒါစပိန်ခန်းစစ်ကတော့အနာဂတ်မှာဆိုရင်တော့ဒါမဆိုးလို့ပြောလို့ရတယ်လက်ရှိဒီခန်းစစ်ကစားမကြီးကြီးမယ်ဆိုရင်တော့ပြန်ပြက်တိုက်စစ်မှုတွေရှိနေတော့တဲ့အနေ ီတာမျိုးလည်းမရှိတဲ့အခြေအနေလည်းပါမယ်ထင်ပါတယ်ပထမဦးမှာတော့ဒါစီတူပြောသူပဲတော်တော်လေးလည်းကောင်းပါတယ်ဂိုးကန်ပြောခွင့်ဆိုတာစပယ်ဆူဆူပေါင်းခုနှစ်ချိန်ရတယ်ပေါ်တူဂီကနှစ်ချိန်ပဲရရှော့တောက်ပဲဆိုလည်းဒါပထမဦးမှာဆိုရင်ပေါ်တူဂီကတစ်ချိန်ပဲရတယ်အဲစပိန်ကတော့နှစ်ချိန်လားမသိဘူးအဲ့လိုရှိတယ်တခြားပိုင်းတွေမှာလည်းစပိန်ကတော်တော်ကြီးကိုတာတယ်ပေါ့လေဒါပေမဲ့ဒုတိယပိုင်းမှာကျတော့ပေါ်တူဂီပြန်ပြီးတော့မှတော်တော်လေးပြန်ထိုးဖောက်နိုင်တယ်ဒါလိုအပ်တဲ့ခြေပါကူလည်းတွင်းသွားနိုင်တယ်ဒုတိယပိုင်းပေါ်တူဂီပြန်လာတဲ့အခြေအနေလေးနဲ့ပတ်သက်ပြီးတော့မှလည်းစီတူသုံးသပ်ပြပါဦးမြည် ဟုတ်ကဲ့ဗျာဒီပေါ်တူဂီရဲ့ကစားကွက်ကဘယ်ဘက်တချမ်းဆောင်းနေပြီးတော့ညာဘက်မှာလောကတည်နေတာပေါ့နော်ကျွန်တော်လီဗက်စ်ကအန်ဒါလက်ဘင်ကစားတယ်အဲ့တော့အန်ဒါလက်ဘင်အထဲဝင်နေကွင်းလေပေါင်းကစားတဲ့အခြေအနေမှာညာတော်မန်မှာညာတော်မန်ဂျောတလျှောက်လုံးကိုညာတော်မန်တိုက်စစ်ကစားသမားကကစားနိုင်လို့လို့တယ်ဒါပေမဲ့ကွန်စင်စာဝတ်မှာကစားနိုင်ခဲ့ဘူးပေါ့နော်ကစားနိုင်ပေမဲ့တိုက်စစ်ပဲတည်တံ့ကစားရင်တော့လိုအပ်ချက်တွေအများကြီးရှိတယ်အဲ့တော့မိထားလို့ရတယ်ဒီပေါ်တူဂီရဲ့ညာချင်းအဲ့တော့အဲ့ဒီမိထားလို့ရတဲ့အခြေအနေဖြစ်သွားတာဟုတ် ရောက်တော့မှ tennis ကပြင်ဆင်ခဲ့တယ်ပေါ့နော်အဲ့တော့ဘာလို့ဆေးပါအောင်ညတော့မှပို့လိုက်တယ်အပြီးတော့ဒီ queen စားလမှာတယောက်ထက်ထည့်တယ်ပေါ့နော် ruben davis ဝင်လာတယ်ပြီးတော့ nelson semedo ဝင်လာအဲ့တော့ semedo ရဲ့ဒီ overlapping ပေါ့နော်သူကအထဲမှဝင်သူက overlapping ဘေးကနေပတ်ပြီးတော့ကစားတယ်အဲ့တော့လုံလောက်တဲ့ဒီ team structure ပြန်ရပါတယ်ဒီအလေကြီးကိုဒီဘက်ကြီးကိုဒီစမ်းဆောင်ပြီးစုနေတဲ့အခြေအနေမျိုးကဒီလိုမျိုးပြန်ပွင့်သွားပြီးတော့ကျဲသွားတဲ့ပုံက queen ကစားရတာ queen လေရောဒီဆက်ဆက်ရရအဆင်ပြေသွားတယ်ပေါ့နော်အဲ့လိုအဆင်ပြေတဲ့အခါမှာပွဲရ portugal ပဲပြန်ရောက်လာအဲ့တော့ဒါကဘာလို့အဲ့ခုနက တသိလေးကဘာလို့အရင်အရေးပါလဲဆိုတော့ပေါ်တူဂီယားစပိန်ပိုဇီရှင်ကစားတဲ့အခြေအနေမှာဆိုရင် high pressing နဲ့တက်ပြီးတော့မလုံနိုင်ပေါ်တူဂီယား high pressing မလုံနိုင်ဘူးရိုနယ်ဒိုကြောင့်လည်းပါတယ်သူတို့ရဲ့ team structure အရောမလုံနိုင်မလုံနိုင်တဲ့အခါမှာဘောလုံးပြန်ရဖို့ဆိုတာခက်တယ်ဒါမဲ့ပေါ်တူဂီကိုရန်ဘောလုံးကရင်ကြတော့စပိန်ရဲ့ high pressing ကြောင့်ဘောလုံးဆုံးရှုံးမှုအရင်ဖြစ်တယ်ဂိုးရည်လည်းဒါကြောင့်ပဲပြီးခဲ့တာပေါ့နော်အဲတစ်ချိန်လုံးထန်းလို့ပါလေဖြစ်နေတယ်အဲ့တော့အဲ့ဒီအခြေအနေဘောလုံးပိုက်ဆိုင်မှုအခြေအနေပါလေပေါ်တူဂီကတပန်းရှုံးနေတယ် တပန်းရှုံးနေတဲ့အချိန်ဒီမှာအောင်တောင်းမတစ်ဖက်ပါဒီအားအနေပြီးတော့ကစားရမယ်ဆိုရင်ပွဲကလုံးဝပြောရရင်မမြတာတဲ့အခြေအနေဖြစ်ခဲ့တာအဲ့ဒီအဲ့ဒီ situation အဲ့ဒီလိုအခြေအနေကြောင့်ပေါ့နော်အဲ့တော့အဲ့ဒီအခြေအနေကိုစပြီးတော့ Robert တို့ကဒီ Nesca ပြင်လိုက်တဲ့အခါမှာပွဲရပြီးမျှသွားတဲ့အခြေအနေပြင်ဖြစ်သွားတယ်ပုံမှန်ပြင်ဖြစ်သွားတာပေါ့နော်ပုံမှန်ပြင်ဖြစ်သွားတဲ့အခြေအနေမှာတော့ Portuguese အနေနဲ့ပွဲကိုလာပြန်လာနိုင်ခဲ့တယ်ဒါပေမဲ့တကယ်တမ်းကျရင်တော့ Spain ကကောင်းနေသေးပါတော်တော်လေးကောင်းနေသေးပါဒါပေမဲ့ဘာဖြစ်ဖြစ်ပွဲကိုဒီလောက်ထိပြန်လာနိုင်တာဟုတ်ပဲ ဒါချီးကျူးရမှာပေါ့နော်ဒီလိုအပြောင်းလဲလေးလိုပြန်လာနေတာကိုချီးကျူးရမယ်ပြီးတော့ဒီရိုနယ်ဒိုရဲ့ဦးဆောင်မှုရိုနယ်ဒိုရဲ့ဒီ off the ball movement ပေါ့နော် off the ball movement တွေကစပိန်စပိန်ရဲ့ခံစင်းနဲ့ခွင်းနဲ့ line တွေကတော်တော်လေးအလုံးရှုပ်စေခဲ့တယ်ပေါ့နော်ဒါကြောင့်မလို့ပိုတိုဂီချီပါကူးတွေပြန်ရသွားခဲ့လို့သုံးသပ်ချင်ပါတယ်ပေါ့အဲအခုဒီပွဲမှာမဖြစ်မနေပြောရမှာတော့ဒါနင်မန်မန်ဒက်စ်ပေါ့လေမန်ဒက်စ်ရဲ့အကြောင်းလေးကတော့ဒါတိကျတော့ပြောရမယ်ဒီကစားသမားကပြီးခဲ့တဲ့ရာသီချန်ပီယံလိမှာဆိုရင်လေဟို တကယ်ကောင်းလာပြီဆိုတော့တောင်ပန်ကစားမားတွေပေါ့လေဒါမူဆာလာတို့ဆိုရင်အကောင်းဆုံးအခြေအနေတစ်ခုမှာဒီမြို့လိုမလက်စ်ကထိမ့်ပြသွားပါလေမကြုံဆုံးထိမ့်ပြစားသွားတယ်နောက်တတိဆာကာတို့ဆိုရင်ကောင်းကောင်းထိမ့်ချုပ်ပြစားပဲနောက်ဆိုဘိုလူဝဲမှာဆိုရင်ပုံမှန်ဆိုရင်အင်တာရဲ့ဒါဒွန်ဖရေးစ်ကရဲကိုအတက်ကင်လိုက်နိုင်ဆိုရင်ရှိတယ်တိုက်စစ်ကိုအများကြီးကုနိုင်ဆိုရင်ရှိတယ်ကစားသမားဒီကစားမားလည်းချန်ပီယံလိဘိုလူဝဲမှာမြို့လိုမလက်စ်ကြောင့်ဘာမှတိတ်ပြီးထူးခြားခြားမလုပ်နိုင်ခဲ့ဘူးအခုပြီးခဲ့တဲ့ဒါမင်းညာဘိုလူဝဲမှာဆိုရင်ညီမကိုညီမကြော်ဖြတ်တာတစ်ချိန်မှမဖြစ်ပုံရောပါကောင်းလာသူက ဒီမျိုးလုံးမန်ဒက်စ်ကဒီယမားရဲ့ဒီဘောလုံးလင်းခောက်ပြီးကြောဖြတ်တာတစ်ချိန်မှမခံရတဲ့ပြင်သူကတော့ပြန်ပြီးမှအတက်ကင်လိုက်နေတဲ့အတွက်ယမားပြန်ပြီးအသေးအသေးတန်စင်ကန်လို့နေရပါတော့နောက်တော့သူ့ရဲ့ဒီဟိုခြေလက်တော်လည်းဟို buff ဒီ performance ကြီးတဲ့ပေါ်တယ်တော်တော်လေးကောင်းပါတယ်တိုက်စစ်ပိုင်းကောတိုက်စစ်ပိုင်းမှာဆိုရင်ရသွားတဲ့ငကူးလုံးကသူလည်းပတ်သက်တာကြီးခြင်းပဲကိုရိုင်းတကူးသွင်းတယ်ဒါဒုတိယကူးမှာဆိုလည်းဒါသူ့ပဲခြာနေဖောက်တယ်အဲ့ဖောက်သွားတဲ့ဘောလုံးဆိုရင်ညာဂျမားကဆင်းပြီးလိုက်ဖြတ်နေတဲ့ကြားနေဘောလုံးကောတည်သွားပြီးမှာပေါ့နော်ဟိုဘယ်လိုလဲတိုက်စစ်ကိုပတ်မှုနိုင်ခဲ့တယ်ခက်စစ်ပိုင်းမှာကြည့်မယ်ဆိုရင်တစ်ချိန်ဆိုရင်လောကဂိုးနိုင်တဲ့အရာပဲ PTR ကန်လိုက်တဲ့အရာလားမသိဘူး blocking လုပ်သွားတဲ့တစ်ချိန်အဲ့တစ်ချိန်နဲ့တော်တော်ကြီးကိုကောင်းပါတယ်အဲ့ဘောလုံးဒီ blocking မရှိဘူးဆိုရင်ဒါဂိုးသွားနိုင်တဲ့အနေဒါမျိုးခက်စစ်နဲ့ပတ်သက်ပြီးမှလည်းကြည့်မယ်ဆိုရင် ီ tackling ကလည်း၃ချိန်လာပြီး interception နဲ့ချိန်ဒါ clear runs ၃ချိန်စသဖြင့်ဒီလိုမျိုးအချက်အလက်တွေလာအခုကောင်းကောင်းမြင်ကြရဆိုရင်းမန်ဒက်စ်အကြောင်းလေးကိုလည်းဒါစစ်တူပြောပြပါဦးဒီဟုတ်ပဲကွအကိုပြောသွားရတယ်တော်တော်ကြီးကိုပြည့်စုံနေပြီပေါ့နော်ဟိုလောကကိုအန်အသင်းဖို့ကောင်းလာအောင်ပေါ့နော်အဲ့တော့ဒီညမှာပို့ပြီးတော့သဘောကျမိကြတချို့ပေါ့နော်ဥမာထားပါတော့လာမင်းမားကိုထိန်းချုပ်မယ်ဆိုရင်ကန်စစ်အာသန်ပြီးတော့ခစားရတယ်အဲ့တော့တိုက်စစ်ဘက်ကိုအားနေသွားတာရှိတယ်ဒါပေမဲ့နူနိုမန်ဒက်စ်ကတိုက်စစ်ဘက်ကိုလည်းအားမနေဘူး သူခန်းစစ်မှာလွန်ကျွန် overlapping line နေရမှာပေါ့ရှေ့ကိုတိုက်စစ်လိုက်နေရမှာ ultra attacking line နေရမှာပေါ့ခန်းစစ်ကစားနေရင်အဲ့လွတ်သွားတဲ့အချိန်တိုင်းမှာသူကတိုက်စစ်လိုက်ကစားအဲ့တိုင်မီရအရင်ကြောက်မှုကောင်းတယ်ပထမကိုကတော်တော်ကြီးကိုလှားသူသွင်းသွားတာအဲဒီကန်သွင်းသွားတဲ့ပုံစံဒါပေမဲ့အဲ့ကန်သွင်းသွားတဲ့ပုံစံထက်ကိုကျွန်တော်တို့အရှိကိုကြည့်မယ်ဆိုရင်အဲ့ဒီကိုကဒီခန်းစစ်ကလည်း inner CEO လား Ruben Diaz လားမသိဘူးသူတို့အားလုံးဖောက်ပြီးတော့ပြေးလိုက်တာလေတဲ့ ပေးလိုက်ပြီးတော့ကစားသမားတယောက်စီရောက်တယ်တယောက်ကရန်နယ်ရိုပေးတယ်ပေါ့နော်အဲ့အဲ့အခြေအနေမှာ तू ရှေ့ကိုလိုက်တက်လာအကြီးရတကယ်အန်ကိုက်ဖြစ်တယ်ပေါ့နော်ပြီးတော့ပက်ထရိုနဲ့ဒူရရတယ်ပက်ထရိုနဲ့ဒူကကစားသမား၃ယောက်လောက်ကိုဆွဲထားပြီးတော့တောင်းမန်းနေခဏဆိုင်ပြီးတော့အလေတွေကိုချက်ချင်းပြန်ပေးတယ်ပေါ့နော်အဲ့အဲ့အခြေအနေကြီးက तू ဒီလိုမျိုးပေါ့နော်ပုံမှန်အပြင်းဆိုရင်ဒီ full back တွေက overlapping အနေနဲ့ဒီဘေးကနေပန်းတက်ပြီးတော့ကူညီလေးရှိတယ်သို့မဟုတ်ဒီ underlapping တွေနဲ့တွဲလေတယ်ကူရယ်ပေါ့ဒါပေမဲ့ဟိုအထက်တဲ့အထိလိုက်ဝင်ဖို့ကြာတော့အဲ့ timing ကိုချိန်ဆဖို့ သူတို့ပြန်ဒီခံစစ်မှာရမားကိုမမ်မခင်ကတ်ထားတဲ့အခြေအနေလဲရှိနေတဲ့အချိန်မှာလိုက်ပြီးကစားဖို့ကြတော့တကယ်အသေးစိတ်လိုက်ပြီးတော့ကြည့်ကြည့်မယ်ဆိုရင်သူ့ရဲ့ဒီလုံလံစွမ်းကြီးကတော်တော်ကြီးကိုကောင်းနေအောင်တွေးရတယ်ပေါ့နော်ပြီးတော့ဒီဒုတိယကိုဖန်တီးပေးသွားတဲ့အချိန်တည်းဆိုရင်လည်းနှစ်ယောက်နှစ်ယောက်ကိုတစ်ချက်တည်းနဲ့ကြော်သွားတယ်ဆိုပေါ့နော်အဲ့တော့ဒီလိုနဲ့ညံရည်နဲ့ပါနံမှုပြီးတော့သူ့မှာရှိနေတဲ့ technical ability ပြီးတော့ခံစစ်ကလည်းဟိုအပြစ်ပြောစရာအောင်မရှိဘူးဟိုတပွဲလုံးမှာအချိန်တစ်ချိန်လောက်ပဲ ဒီလမင်းချမကြော်တော့မကြော်နိုင်အောင်ဒါပေမဲ့ပြန်လူပြီးတော့ဒီအရှိမပြန်တင်သွားတယ်တော့အဲ့တလုံးလောက်ပဲနည်းနည်းစိုးရင်သာရှိတယ်။တနေ့အချိန်နဲ့အပေါ်လုံးရမလုံးကပျောက်ထွက်သွားတာကိုတွေ့ရတယ်နော်။အဲ့တော့ရမကပျောက်ထွက်သွားအောင်စွမ်းဆောင်နိုင်တယ်။ဒီခန်းစစ်ကမရှိသေးဘူးလောလောဆယ်မှာ။အင်တာမီလန်ဆို၃ရက်လောက်ကမနိုင်ဘူးဖြစ်နေတယ်ပေါ့နော်။ဟုတ်တယ်။ဒီအချိန်နဲ့မှာနူနူမန်ဒက်ကဒီလိုမျိုးကစားသွားတာကြီးရတော့။ဒီကြောက်မှာတော့မက်ချ်ကိုမှနှစ်ဆုလောက်ပေးတင်တယ်လို့ပြောရတယ်။တကယ်ကိုထိုက်တယ်။ ုတ်ပါတယ်ဒါမန်ဒက်စ်ကစားပါတာမနေ့ကတော့သူ့ရဲ့ပွဲလိုပဲဒါပြောရမှာပေါ့လေတော့စပိန်ကဒါဒုတိယပိုင်းမှာလည်းမဆိုးပါဘူးအမှန်တမ်းပြောရင်စပိန်ရဲ့ဒီချိပါဘူးပြီးလိုက်ရမယ်ဟိုတစ်ဖက်က ပိုရီဂီဂူဒမလည်းတော်တော်ကောင်းပါတယ်ဒါဒီယိုဂူကော့စတာလည်းဟိုအစ်ကိုကလိုက်တဲ့ဘောလိုမျိုးဆိုရင်တကူရတဲ့ဘောလိုမျိုးပဲလေအစ်ကိုဒါဒုတိယပိုင်းကစားမယ်ကလာတာအစ်ကိုဘောဝင်လာတဲ့အချိန်မှာတော်တော်ကောင်းတယ်အဲဒီဂူဒမကောင်းတာလည်းပါတာပေါ့လေနောက်ထပ်ကိုဒါပြောမယ့်ဟာတော့ဒီအသက်40ကစားမတယောက်ဖြစ်တဲ့ဒါခရစ်စတီယာနိုရော်နယ်ဒိုပေါ့လေအသက်40ရှိနေပြီဒါပေမဲ့သူ့ရဲ့အောင်မြင်မှုအောင်မြင်လူစိတ်တွေကတကယ်ကိုစားလောင်နေလို့မဲဆိုတော့ခုဒါမင်းညပွဲကြည့်ရတဲ့လူတိုင်းလည်းဒါတွေ့ရပါပါကင်မရာမန်တွေကလည်းဒီစတာဘလီယာတယောက်ကိုကတော့လုံးဝ လက်မလွတ်တမ်းပေါ်လေ သူရဲ့ action သူရဲ့ emotion နဲ့ဘလို့ဖြစ်နေတာများဆာအားလုံးရိုက်ပြသွားတာကိုလည်းဒါအခုမြင်ရမှတင်တယ်ဒူလီနဲ့ပတ်သက်ပြီးတော့မအောင်စီသူဘာမျိုးပြောချင်နေလဲညီအဲတကယ်ကောင်းဆောင်ကောင်းတယ်ပြီးတော့ဒီပြီးကန်ဒီလေးပေါ့နော် तू မကန်နိုင်တော့ဘူးဒီကျမ်းပြမှာမြက်ခင်းပြမှာဒီအားမလို့အားမရဖြစ်နေရတယ်စိတ်ညစ်နေရလေးပေါ့နော်အဲ့ဒါသူ့ရဲ့အားမန်တပွဲလုံးလဲတကယ်ကိုအားမန်အပြည့်နဲ့ အသင်ဦးဆောင်သွားတယ်ပြီးတော့ဟိုကျွန်တော်ပြီးခဲ့တဲ့ semi final တော့ကလည်းကိုလည်းဒါဆွေးနွေးပြည့်သေးရေပေါ့နော်သူ့ရဲ့ movement တွေပေါ့ဘယ်လိုလဲကိုသွင်းရမဟုတ်ပဲနဲ့သူ့ရဲ့ movement ဘယ်လောက်ထိရေးပါလဲဆိုတာလက်စင်မူတက်ရောက်ပေါ့နော်အဲ့တော့သူ့သွင်းချင်ပါလဲသွင်းမယ်ဒါပေမဲ့အဲ့လိုမျိုးပြိုင်မဲ့ cancel ကိုတစ်ချိန်လုံး pressure ပေးထားတာအထူးသဖြင့်ဒီပထမကိုဆိုတည်တာလေပထမကိုဆိုရင် Ronaldo နဲ့ဘာမှမဆိုင်ဘူးလို့ထင်ရတယ်ပေါ့နော်ထင်ရတယ်ဆိုတာဒီ Pedro Neto ကောင်းတယ်ကန်သွင်းသွားဒါပေမဲ့အဲ့ Ronaldo နေရာယူထားတဲ့နေရာကိုကြည့် ကြည့်လိုက်မယ်ဆိုရင်အရွန်လိုတို့နေရာယူထားတဲ့နေရာကအဲ့ပဒရူ sorry ဒီလူလိုမန်ဒက်စ်လူလိုမန်ဒက်စ်လို့သွားဖို့အတွက်အထောက်အပံ့ပြုခဲ့တယ်အဲ right back ပေါ်တော့ Oscar Mingel ဇာတို့ကကြောင်တောင်ဖြစ်နေရ Renaldo ရဲ့နေရာယူထားတဲ့ပုံစံအဲ့တော့ Renaldo ကဒါကို तू ကဘယ်လိုပြောမလဲတမင်တတ်တက်ကြီးအိမ်သားကိုသွားရက်နေရလားဆိုတော့အဲ့လိုလည်းမဟုတ်ဘူးဒါပေမဲ့သူကသူအလိုလိုဖြစ်သွားတဲ့အကြာလေးပေါ့နော်သူ့ရဲ့အရေးသူ့ရဲ့တတ်တက်လုံးကစားလာတဲ့ဒီအတွေ့အကြုံပေါ့နော်အဲ့အတွေ့အကြုံက ဲ့နေရာကိုပို့လိုက်တာသူ့မှသူသွားနေရအောင်ဟုတ်မဟုတ်ဘူးပေါ့နော်သူ့ရဲ့မတိစိတ်ကနေသူ့မှသူအဲ့နေရာကိုရောက်နေဒါပေမဲ့အဲ့နေရာကိုရောက်ခြင်းကအခုညီးပေးတာဒါကကျွန်တော်ထင်ရှားတဲ့ပေါ့နော်မျိုးလုံးထဲမှာကျွန်တော်ပြန်ပုံဖော်လို့ရလောက်တဲ့ဖြစ်ရတဲ့ခုဥပမာပေးတာရော်နယ်ဒိုစီမှာအဲ့လိုမျိုးဟာလေအများကြီးပေါ့ဘာသူကဒီကမ္ဘာအကောင်းဆုံး player level ဖြစ်ခဲ့တာဖြစ်ခဲ့တဲ့အခါမှာအဲဒီသူ့ရဲ့အဲ့ဒီလှူရှားမှုတွေကအလိုလိုအဲ့လိုမျိုးဖြစ်နေအဲ့လိုမျိုးဖြစ်နေတဲ့အခါမှာပြိုင်မဲ့ခံစစ်ကအရန်အရန်အာရုံနောက်တယ်ဟာကွက်တွေပေါ်လာတယ်ပေါ့နော်ပေါ်လာပြီးတော့တချို့သောအခြေအနေတွေမှာကြာလို့ကိုယ်တိုင်ကူးသွင်းသွားရပေါ့မသွင်းလဲ သူ့ရဲ့ impact ကအမြဲတမ်းရှိနေတယ်ဒီတိုက်စစ်မှုတရားနေတယ်အဲ့တော့ဒါဟာတိုက်စစ်မှုစီစဉ်မှာအရင်အရေးပါတဲ့အချက်ဖြစ်တယ်ပေါ့နော်အဲ့တော့ရိုနယ်ဒိုကအရင်တော့အလိုမျိုးသူ့မှာတခြားသောကန်တာတွေမှာမပြသနိုင်တဲ့ရှိကောင်းရှိဒါပေမဲ့ဒီအပိုင်းနဲ့ပတ်သက်လာရင်တော့ဆက်လက်ပြီးတော့ပြသနိုင်နိုင်စေပဲပေါ်တူဂီအတွက်လည်းအရေးကြီးတယ်အထူးသဖြင့်သူ့ကိုလဲလိုက်တယ်ဝင်လာတယ်ပေါ့နော်သူအခုဒီဘက်မှာသူကွန်ဇာလိုရာမို့စ်ဝင်လာတယ်ဘသူပဲဝင်ဝင်ဂျိုတာဝင်ကန်တာလည်းရှိတယ်တခြားကစားသမားတွေဝင်ကန်တာရှိတယ်ဒါပေမဲ့အဲ့လိုမဖြစ်ဘူးဘယ်တော့မှခုနကစားသမားတွေလည်းထိတ်တန်းပလေးယာတွေပဲ သူတို့ရဲ့ technical ability သူတို့ရဲ့ဒီ force line ကစားနိုင်ဆိုတာအရင်ပြင်ဒါပေမဲ့ Portuguese ကြတော့ Ronaldo လောက်မဟုတ်ဘူးကွာအကြီးပြီ Ronaldo တဲကစားနေရခြင်းကိုပါသူတို့ရဲ့ hand check ဖြစ်နေတယ်ပေါ့နော်အဲ့တော့တော်တော်ကြီးကိုရေးပါတယ်ပြောမဆိုရင်တချို့ haters တွေလည်းပြောမှာပေါ့ကောက်စားသွင်းသွားတာပေါ့ဘာမှမဟုတ်ဘူးအဲ့လိုမျိုးပေါ့နော် semi final တော့ penalty ပေါ့ဒါပေမဲ့ဒါတော့ဗျာ highlight ပဲကြည့်ရင်တော့ဒီဖြစ်ရလေးပဲတွေ့မှာပေါ့နော်ဒါပေမဲ့တပွဲလုံးမှာကြတော့ခုနလိုမျိုးဒီသူ့ရဲ့တခြားသောပေါ့နော်ဘောလုံးမကင်ထားဘဲနဲ့ ပေးတဲ့လွှမ်းမိုးမှုတွေအားလည်းဒါရှိနေတယ်အဲ့တော့အဲ့ဒီအချက်ကိုတော့အတိအမှတ်တရားပေါက်ပြပါပါလိမ့်မယ်မမဒါဝတ်တက်ဆက်ဆက်ပါပဲတော့ဒီ2016ဘူလူဘယ်လိုပါလဲဒူလေးကဒီတိုင်းပဲအဲပွဲချင်းတွေမှာတန်ရပါတယ်လုံးဝစစ်မကိုင်းနေဘူးထွက်သွားတယ်အမနေ့ကတော့အဲ့ဒီခံစားမှုမျိုးတွားရတယ်တဲ့လား သူလက်ထွက်သွားရင်ကျွန်တော်က Euro 2016ကလိုမျိုးထပ်ဖြစ်ဦးမယ်လေဒါပေါ်တူဂီနိုင်သွားမလားမသိဘူးဆိုအထင်နေသေးတယ်ဒါဒူလီနာအဲ့တော့ကလည်းဒါ2016တော့ကလည်းအားလုံးသိရတယ်ပဲလေသူထွက်သွားတယ်ထွက်သွားပြီးတော့မှဒါလူစားဝင်လာတဲ့အဲ့ဒါလည်းနိုင်သွားတာပေါ့နော်ဒီပေါ်တူဂီနဲ့တူဒါလိုဟိုဘယ်လိုပြောမလဲကျွန်တော်မြင်လာတော့ပွဲရပေါ့နော်ဟိုဒီပေါ်တူဂီဘက်ကိုပိုရောက်သွားတယ်ပေါ့နော်ဘယ်လိုလဲဆိုတော့ ကိုလိုကြီးကလက်နဲ့တည်းရှိနေတော့မယ်စပိန်မှာမရှိတော့ဘူးဆိုတဲ့ပုံစံမျိုးခံစားရဟုတ်တယ်ဒီလူတွေလဲခဲ့လဲလဲတယ်လဲလာတယ်လဲလာတယ်အချိန်မှာပေါ့နော်ရာဖေလီယာကိုလိုမျိုးသားသမီးဝင်လာတပွဲလုံးပူဝင်လာတယ်ဝင်လိုက်တာဝင်လိုက်တာဆိုတာအဲ့လိုမျိုးပေါ့ဟုတ်တယ်ရာဖေလီယာဝင်လာတော်တော်တည်ကြတယ်ဟုတ်အဲ့အဲ့အဲ့ကွာချာချက်ပေါ့နော်စပိန်ရဲ့ bench မှာတော့တကယ်အရန် technical မြင့်တဲ့ကစားသမားရှိပါတယ်ဒါပေမဲ့လည်းအဲ့ impact ကိုကျွန်တော်မမြင်ရမမြင်ခဲ့ရဘူးပေါ့နော်ပေါ်တူဂီမှာရှိနေတော့မယ် အဂျိုတာလည်းဝင်လာနောက်ပိုင်းကျအဲ့လိုအဲ့လိုကစားသမားရှိနေတယ်ဗျဂျော်ဖီလစ်ဒါရှိနေသေးတယ်ပေါ့နော်အဲ့လိုပဲထရင်ဂါကိုလို့ရှိနေရှိနေသေးပဲဒါကွန်ဆစ်ဆာကိုအရင်ဆုံးတုံးခဲ့လို့အဲ့လိုကွန်ဆစ်ဆာမတုံးမနဲ့ဟိုပထမဆီမီဖိုင်နယ်တော့ထရင်ဂါကိုအရင်တုံးတယ်ထရင်ဂါကိုအရင်ဆုံးပြကွန်ဆစ်ဆာကိုဝင်လာအဲ့ကောင်မှွေတာမှွေတာမှွေတာဆိုတာအရင်တာယာခတ်တယ်ပေါ့နော်အဲ့တော့ပေါ်တူဂီရဲ့အဲ့လူအင်အားအသာချက်ကအခုချိန်မှာပေါ့နော်ရော်ဘတ်မာတီနက်စ်အနေနဲ့အထိုင်ကိုသူနားလည်လာတယ်အသင်းဟန်ချက်ကိုပုံနားလည်လာပြီးတော့ခုနလိုမျိုးလူတွေလဲလှယ်နေတဲ့အခါမှာတော့လား ော်တော်ကြောက်ဖို့ကောင်းတဲ့အာကြီးဖြစ်ဒါသွားပြီးတော့မြင်ရမြင်စပယ်ရတကယ်ကောင်းပါတယ်ဒါပေမဲ့သူ့မှာအဲ့အားလေးတော့ညော့နေလို့ကျွန်တော်တော့ချင်းပြီးတယ်ပေါ့မန်နေကြီးဒီရာဖယ်လီယောဝင်လာတဲ့ချိန်မှာကျတော့စပိတ်ပူရောပြူသွားတာ ဒီထဲတော်တော့နည်းနည်းလေးနှောက်ကြလာလို့ပြောတာတကယ်တော့ဆိုးဆိုးတာပူပြီးဝင်လာရဲစပိန်ရဲ့ခံစစ်ကပူဆိုးမှာဖီလီယိုကတောက်လျှောက်ကြော်တယ်ဟိုခင်းပြီးတဲ့ဘောလုံးတွေဆိုတော့တော်တော်ကောင်းတယ်ကိုတိုင်ကန်တဲ့ဘောလုံးတွေလည်းဒါတော်တော်ကောင်းတယ်ဒီကစားပွဲဝင်လာတဲ့အချိန်မှာတော့ပူပြီးမှလာပွဲချင်းတယ်တော့ဒါတိလာသွားပါပေါ့လေဒါဆိုအခုတော့ဒါယူရိုဘောလုံးပွဲ sorry nationally ဘောလုံးပွဲလေးလည်းဒေါ်လာနည်းနည်းလေးလည်းအချိန်ရလာပြီဆိုတော့စီတူဘာရီဖြစ်ဆက်ပြောဖို့ကြံနေသေးတယ်မြင်နေ အာဟုတ်မရှိတော့ပါဘူးအဓိကတော့ကျွန်တော်ဒီခုနကလူဝင်အားလေးပေါ့နော်လူဝင်အားလေးရဲ့ပွဲကိုချိန်ဝင်အရာလေးအကြောင်းလေးဖြစ်စီတဲ့အရာလေးကိုကျွန်တော်မြင်မိတယ်ပြီးတော့စပိန်မှာလက်ရှိလိုနေရပါတော့နော်ပေါ်တူဂီအကြောင်းပြောတာပူပြီးများသွားခဲ့ပြီစပိန်အကြောင်းလေးနည်းနဲ့ထပ်ပြီးတော့ပြောရမယ်ဆိုရင်စပိန်မှာခုနအရာလေးလိုအပ်နေတယ်ပြီးတော့အဲဘယ်လိုပြောမလဲဥဆောင်သူပေါ့နော်ဥဆောင်သူအဲ့လိုမျိုး ကင်းမဲ့နေရလို့ကျွန်တော်မြင်မိတယ်။ကြာလာပွဲချင်းကြာလာတယ်ဗျာ။ပြီးတော့ cancel ပြဿနာဖြစ်ရှင်းရတော့မယ်။ဒီဘက်မှာဆိုရင်ဒါ Della Fuente အနေနဲ့အမားကျွလွန်ခဲ့တာက Oscar Mingueza ကိုတုံးခဲ့တာပေါ့နော်။ Pedro Pro ကလည်းပထမပွဲမှာမကောင်းပါဘူး cancel က။ဒါပေမဲ့အခု Mingueza ပို့ဆိုရကိုနှကိုစလုံးကသူညံ့သူညံ့တယ်ပေါ့နော်။အဲ့တော့အဲ့ဂိုးတွေမှာပေါ့ဘူး။သူညံ့တဲ့အချိန်တွေအများကြီးပဲ။ပေါ်တူဂီလွတ်သွားတဲ့အချိန်တွေတော်တော်များများသူညံ့နိုင်ပြန်ပေါ့နော်။အဲ့တော့ Oscar Mingueza က အဒီလာမစီအကယ်ဒမီတို့ဖြစ်တယ်အခု setup vigo မှာခြေစွမ်းပြရတယ်ဆိုပေမဲ့သူက right wing back ကစားတာဒီ full back ကစားတာမဟုတ်ဘူးသူမှ lower ချက်နေရှိတယ်ပေါ့နော်အဲ့တော့သူ့ကိုတုံးနေခြင်းကတော့ဒါ lower ချက်အနေနဲ့ကျွန်တော်မြင်မိတယ် petro pro ကိုပဲပုံမှန်တောက်လျှောက်သုံးသွားတဲ့နယ်သူယူစားတယ်အဲဒါပေမဲ့ kansas central unit မှာကြတော့ lenorman ကတော့မစိုးပါဘူးကောင်းပါတယ်ပြီးတော့ဒီ din house ံလည်းကောင်းတယ်ဒါပေမဲ့ဒီ din house ံနဲ့ cooper c သုံးမယ်ဆိုရင်ကြတော့လေ အရင်ငယ်လွန်တယ် physical ကလည်းအားပြိုလွန်တယ်ဆိုတဲ့အခြေအနေမျိုးတွေမြင်ရတယ်အဲ့တော့ supply မှာအဲ့ဒီ cancel unit တွေမှာဖြည့်ရှင်းမှုပြဿနာအလိုအပ်နေပြီလို့ထင်တယ် rotary ပြန်ပါလာရင်တော့ဒါအောင်ဖြည့်ရှင်းနိုင်မှာအဲစောင့်ကြည့်ရမယ် supplement တွေကတော့ကောင်းတယ်ဒါပေမဲ့ rotary လောက် commanding အဖြစ်သေးဘူးအော်ဒီအချက်တော့ဒါကြီးစရာရှိသေးတယ်လို့ထင်ပြီးတော့စပယ်အနေနဲ့ဒီအများကြီးဖြည့်ရှင်းသွားရအောင်အုံးမယ်လို့ထင်တယ်အဲဒီပေါ်တူဂီကတော့ဒီရောဘတ်တိုမာတီနက်စ်နဲ့ပတ်သက်ပြီးတော့ဒီအနာဂတ်တည်နေထွက်နေပြီပဲအခုရလိုက်တော့ ပြန်ပြီးမိမိမအောင်မလားပေါ့နော်အဲ့တော့ဒီဘက်မော်ရီညိုလဲလာကြည့်ခဲ့ပြီးတော့မော်ရီညိုနဲ့တာသတင်းတွေပေါ်တူဂီသတင်းစာတွေကတောက်လျှောက်ပေါ်ပြပြန်လို့ရှိတယ်ပေါ့နော်အဲ့တော့အခု final ပြီးသွားပြီဒါပေမဲ့ကမ္ဘာဖလားမတောင်းတဲ့မှာရှိနေတဲ့ရဖြစ်တဲ့အတွက်ဒီခရက်တွေကတော့အပီးသေးပဲနဲ့ဆက်လက်သေးဆောင်ပေါင်းမယ်လို့တက်ပြီးတော့ဖြည့်ဆွတ်ချင်ပါတယ်ပေါ့ ဟုတ်ပါလေဒါစီလူပြောသွားပြတာတို့တွေနဲ့ပြည်စုံပါလေဒီစပိန်နဲ့ပတ်သက်ပြောပါဘောနော်စပိန်မှာလိုအပ်ချက်တဲ့တချို့ရှိတယ်အဲ့ဒီကမှဒီအချင်းကောင်းဆောင်ခန္ဓာလေးကတော့တော်တော်လေးလေးတည်တာပါလေတော်တော်တည်တာလေဆိုတော့ပြီးခဲ့တဲ့ယူရိုကလည်းအမှန်တမ်းပြောရင်စပိန်မှာဘယ်လိုပြောမလဲဥဆောင်ကြီးမရှိဘူးရိုထရီလိုကစားမှာရှိတည်တဲ့အချိန်ဒီမှာကျတော့စပိန်ရဲ့အချိန်ဒီပေါ့ဗျဒါအများကြီးပါလို့ဒုတိယပိုင်းကြောက်သွားတဲ့အမျိုးကြောင့်အဲ့မှာပြန်ကြည့်လိုက်မယ်ဆိုစပိန်မှာဥဆောင်မဲ့နေတဲ့ဟာပုံပြီးတော့မှပုံနေတယ်ဒီပြင်းတဲ့ပွဲမျိုးဟုတ်တယ်ဟုတ်ပါတော့စပိန်ဝေးတဲ့ ရတခြားဘောလူရတာကအတင်းကောင်းဆောင်လေအရင်ထိုက်တယ်တကယ်သူက real အတင်းကောင်းတယ်နော်စပိန်အတင်းတွင်းဒီစကားတွေဒီ channel list တွေအဆိုရမူရတာဒီစပိန်ရဲ့ယူအောင်ပွဲမှာအရင်အရေးကြီးတဲ့ခေါင်းဆောင်မှခံလာပေါ့သူက mood setter ပဲဒီလေးတွေငဲတဲ့ကာမကြီးသူကသူတို့ကဒီ mood setting လုပ်ပြီးလေပြပြဿနာတွေဖြစ်လာတဲ့အခါမှာခေါင်းဆောင်ကွင်းပြင်ပါပေါ့နော်ကွင်းတဲ့ရဟာပေါ့ကွင်းပြင်ပါမှာ အဲ့လိုမျိုးအခြေအနေအများကြီးရှိတယ်အဲ့တော့ကျွန်တော်တို့ခြုံကြည့်ရင်ဒီမှာဒါရဲ့ခေါင်းဆောင်မှုအရေးကြီးရယ်ပေါ့နော်အရေးကြီးရဲ့အခါမှာတော့ဒါဒီပေါ့ဗစ်တူအာဆရာခင်ဗျာဒီလေပါတကယ်တမ်းကျတော့ဒီလိုမျိုးဒါနောက်ွယ်ရအချက်လေးတော့ဒါရှိနေသေးတာပေါ့နော်ဟုတ်ဟုတ်ကဲ့ပါဒါစီတူဒါတုံးတပေးပါလားဦးလဲဒါစကောပရိသတ်တွေကျင်းက်အားရလေးမလို့ထင်ပါတယ်ကြီးစုအားပေးကြတဲ့စကောပရိသတ်တို့ဦးကျင်းစီကိုလည်းကျေးဇူးတူးတင်ရှိပါတယ်ခင်ဗျာ